လောကမှာမထီမဲ့မြင်ပြတတ်တဲ့ပုဂ္ဂိုလ်၅ယောက်ရှိတယ်။ဘုရားတရားသံဃာဆိုတဲ့ယန္နာမြတ်သုံးပါးတို့ရဲ့အပေါ်မှာလည်းကောင်းယေရှုရှင်မိဘနှစ်ပါးနဲ့ဆရာသခင်တို့ရဲ့အပေါ်မှာလည်းကောင်းဦးကြီးဦးလေးတော်လေးအကိုအမအလုရှင်ခေါင်းဆောင်တွေအပေါ်မှာလည်းကောင်းပေါ့စသည်ဒီလိုပုဂ္ဂိုလ်တွေအပေါ်မှာမထီမဲ့မြင်တဲ့ပြန်လဲ နှုတ်ပဲပြီးတော့ဆက်ဆံတတ်တဲ့ပုဂ္ဂိုလ်9ယောက်ရှိတယ်တဲ့ဒီအဝဇာနာဒီတုတ်တံမှာဒီလိုဟောကြားထားတယ်ဒီတော့မတိမဲမြင်ပြတတ်တဲ့ပုဂ္ဂိုလ်9ယောက်ကဘယ်သူတွေလဲဆိုတော့နံပါတ်1ပြည်စည်းဥစ္စာဘေးကမ်းတတ်တဲ့ပုဂ္ဂိုလ်နံပါတ်2နှစ်နှစ်3နှစ်မိမိနဲ့အတူနေဘူးတတ်တဲ့ပုဂ္ဂိုလ်နေဘူးတဲ့ပုဂ္ဂိုလ်နံပါတ်3သူတော်ဘာရဲ့ဂုံကျေးဇူးရှိကိုလည်းကောင်းဂုံကျေးဇူးမဲကိုလည်းကောင်းပြောလိုက်ဆိုလိုက်ရင်လွယ်လွယ်ကူကူနဲ့ယုံတတ်တဲ့ပုဂ္ဂိုလ် နံပါတ်၄ဘဒုဘာပြောပြောအလေးနဲ့မထားဘဲနဲ့ပေါ့ပေါ့တန်တန်နေတတ်တဲ့ပုဂ္ဂိုလ်မျိုးနောက်ဆုံးနံပါတ်၅အသိဉာဏ်နှေးပါပြီးတော့ကောင်းသည့်ဆိုးသည့်ကိုလည်းခွဲခြားမဝေဖန်တတ်တဲ့ပုဂ္ဂိုလ်မျိုးတဲ့ဒီပုဂ္ဂိုလ်အမျိုးအစား၅ယောက်ကတော့မိမိတို့အပေါ်မှာမထီမဲ့မြင် ပြုတတ်ပါတယ်တဲ့ယနေ့ခေတ်ဆိုရင်ဥစဉ်တို့တောတလိတောနယ်တွေမှာဆိုမိဘနှစ်ပါးက အသက်အရွယ်တွေရလာတဲ့ကမှပိုက်ဆိုင်မရှာနိုင်တော့တာသမီးတွေကနိုင်ငံရဲချမ်းမှသွားပြီးတော့ပိုက်ဆိုင်ရှာရှာလို့ရတဲ့ပိုက်ဆိုင်ကိုမိဘနှစ်ပါးကပို့လို့ပြီးတော့ဒီဦးကြီးတွေဒေါ်လေးတွေလည်းထုံနီး၎င်းပါပဲပြီးတဲ့ကျွေးတဲ့အခါမှာဦးကြီးလေးဒေါ်လေးတွေကသူတို့မျက်နှာကြည့်နေရတယ်အဖေတွေအမေတွေကဒီတာသမီးတွေမျက်နှာကြည့်နေရတယ်သူတို့တွေကမထင်မထင်သလိုအဲမိဘဆိုတဲ့ဂုံမိပြီးတော့ပြောတတ်တယ်ဆိုတတ်တယ်သူတို့ပေးထားတာပဲသူတို့ကြွေးထားတာပဲဆိုတဲ့ပုံစံမျိုးနဲ့ ဒါကပစ္စည်းလက်လာပါပေးတာနဲ့ပတ်သက်ပြီးနောက်တစ်ခါအတူနေတော့အတူနေတော့လေဒီတိုင်းမှာပဲတနေ့နဲ့နဲ့လာအတူနေဘူးသွားပြီဆိုရင်သူ့အကြောင်းကိုအကြောင်းသိလာတော့တိတ်ပြီးတော့မလေးစားတော့မယုံမတည်ဆက်ဆံလာတတ်တယ်ဦးဇင်းတို့သာသနာတော်မှာဆိုရင်အကြောင်းသားကြီးရင်ကိုရင်မယုံသေးဘူးကိုရင်ကြီးရင်ဘုန်းကြီးမယုံသေးဘူးဘုန်းကြီးကြီးရင်ဖခင်မယုံသေးဘူးတဲ့ဒီစကားလေးဒီဆရာတော်ကြီးတွေပြောတာမှတ်သားဖို့ပါလေဒါဒီစကားကလည်းအပြုတဘောဆောင်ပြီးတော့ပြောတဲ့စကားပါ မယူတည်တတ်တာအတူအနေနီးလာတဲ့အခါမှာတယောက်ရဲ့ဂုံတယောက်ရဲ့အပြစ်တွေသိလာတဲ့အခါမှာမယူတည်တတ်တော့ဘူးမထီမဲ့မြင်ပြုတ်တတ်တယ်ဆိုတာလေးကိုအဲဆိုလိုချင်တာဖြစ်ပါတယ်။ဟောနာဘက် နောက်ဆုံးဥစ္စာလေးဥစဉ်ကြော်ပြောချင်တယ်။အတိညာအဲညာနေပါတဲ့ပုဂ္ဂိုလ်ကလည်းဒီလိုမထီမဲ့မြင်ပြုတ်တတ်တယ်ပေါ့နော်။ဟောအယူဖျားပေါ်တက်ပြီးတော့ဒီချင်းကြီးချင်းငယ်ချွန့်တယ်လို့ပေါ့။ဒါသူအတိညာခေါင်းပါလို့မထီမဲ့မြင်ပြုတ်တာပါ။အဲ့တော့လောကမှာမထီမဲ့မြင်ပြုတ်တတ်တဲ့ပုဂ္ဂိုလ်အမျိုးအစား 5ရောက်ရှိတယ်ဆိုတာလေးကိုဦးစင်းကအဲဓမ္မဌာနအနေနဲ့မျှဝေခြင်းဖြစ်ပါတယ်ကိုစိတ်နှပြကြမ်းမှချမ်းသာပါစေ။